လူကြီးသားဆိုပြီးတော့အချိန်နှလှတဲ့နဲ့သဘောတူလိုက်ရမှာတအိမ်လုံးကပစ္စည်းတွေပသွားခဲ့တဲ့ရန်ကုန်မြို့ကကြားဖြန့်ဖြစ်ရမှန်။မင်္ဂလာပါပရိသတ်ကြီးရှင်။ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမိန်းကလေးငယ်တဦးရဲ့ပြောပြချက်အရမြန်မာနိုင်ငံကရာလူကြီးလူကြီးတယောက်ရဲ့သားဖြစ်တယ်ဆိုပြီးတော့ချင်းကပ်ခံခဲ့ရပြီးနောက်ဆုံးမှာတော့အိမ်မှာရှိတဲ့သိန်းပေါင်းထောင်ရှိတဲ့ပစ္စည်းတွေပသွားခဲ့တဲ့ဖြစ်စဉ်ကိုပြောပြလာခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်အစားဆုံးကတော့ အားလုံးကိုလိုမျိုးမဖြစ်ရအောင်ကို့အချက်ကိုမငဲပဲတင်လိုက်တာပါညီမအခုလက်ရှိဖြစ်သွားတဲ့အခြေအနေကညီမနဲ့အဲ့ဒီရဲရင်ဆိုတဲ့တယောက်နဲ့ Facebook မှာစာတွေ့ပြီးသူ့ဘက်ကစာအပ်လာပြီးစကားတွေပြောရကနေ LINE ပေါ်မှာတင်တွဲဖြစ်သွားတာပါဒါပေမဲ့အပြင်မှာပထမဆုံးတွေ့တဲ့အချိန်တုန်းကသူက first date မှာနင်းစီပန်းအပွင့်365ပွင့်လက်ဆောင်ပေးခဲ့ပြီး coffee ဆိုင်မှာအပေါ်ပိုင်းတစ်ထပ်လုံး VIP ယူပြီးညီမနဲ့သူနဲ့ first date မှာတင်ကိုပတ်စံအရန်သုံးပြခဲ့ပါတယ် အစားကသူက သူ့နောက်ခံတွေကိုညီမကမမေးထားလို့မပြောပြပါဘူး။ဒါပေမဲ့နောက်ပိုင်းသိရတာကတော့သူ့အဖေကနေပြည်တော်ကလေတက်အကြီးဆုံးကဘိုးကြီးရဲ့အောက်ကလို့ပြောပါတယ်။ညီမတငယ်ချင်းတွေကသူနဲ့ညီမပုံတွေရိုက်ပြီးမဲ့ပြောရင်လည်းမရဘူး။သူ့အဖေရဲ့ယာလူအခြေအနေကြောင့်သူ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိလို့မျက်နာပါလို့မရဘူးလို့ပြောပြီးပုံတွေတိတ်အရင်မခံပါဘူး။ အဲ့ဒီမှာတင်ညီမကတေချာမစုံစမ်းမိပဲသူညီမရှိမှညီမအတွက်နဲ့တင် first date မှာတင်သိန်း၁၀ချီစတုံးတာမြင်တော့အမှန်တကယ်ထင်ခဲ့မိသွားတာပါနောက်ပိုင်းဒီမှာလေမကြာခဏပျောက်သွားတတ်ပြီးသူပျောက်သွားတဲ့အခါမျိုးမှာစကိုင်းကဝင်းကြီးများအင်ယာမှာပွဲတွေရှိလို့လူကြီးပိုင်းနေနဲ့သူ့အဖေကစကားပြောဖို့လွှတ်ထားလို့ဆိုပြီးစကိုင်းဘက်ကိုသွားတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့အဆက်အသွယ်တွေပြတ်တာမျိုးလည်းရှိပါတယ်။ညီမတို့ကတပတ်မှာ၄ရက်လောက်ကတွေ့ပြကြပါတယ်။ တွေ့ပြတဲ့နေ့တိုင်းမှာလည်းကားနဲ့အမြဲလာတွေ့ပြီးအမြဲတမ်း driver ရောက်ဆောင်ထားတဲ့သူတယောက်အမြဲပါသွားတယ်။သူကအဲ့လူတွေကိုသူ့အဖေကလွတ်ပေးထားတဲ့တက်ထဲကလူတွေထောက်လန်းရေးပိုင်းကလူတွေဆိုပြီးတော့လိန်ထားပြီးအကုန်လုံး driver တွေကအစလူလိန်တွေပါ။အဲ့ဒီမှာမနက်စာစားမလားနေ့လယ်စာစားမလားသွားတိုင်းလဲ luxury လိုဆိုင်မျိုးတွေသွားပြီးတော့တနက်စာမှရင်တသိန်းနှစ်သိန်းအမြဲတမ်းထုတ်ရှင်းနေကြပါဗျ။ တခါခါဆိုရင် သူကိုယ်တိုင်လည်းဈေးကြီးပါတယ်ဆိုတော့တိမ့်ဆက်ချီတန်တဲ့ branded တွေအဝတ်စားတွေကိုဝယ်ပြပါတယ်။တံမိုးကြီးရင်မွေတွေလည်းဝယ်သုံးပါတယ်။လုံဝညမရှိမှရင်ဝယ်တာပါ။လုံဝအစစ်မှန်လို့ကိုထင်ရပါတယ်။ဒီကြားနဲ့ညီမမိဘတွေကိုလည်းသူ့ကိုနေရပေးအောင်သူနဲ့ညီမကိုသဘောတူစေချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ကိုအဝင်ထက်တည်လုပ်တယ်။မနက်စာရီဆိုရင်လည်းညီမမိဘတွေရဲ့အတွက်အိမ်ကားလူတွေအတွက်ဆိုပြီးအမြဲဝယ်လာတယ်။ ညီမကိုအိမ်ပြန်လိုက်ပို့ပေးတိုင်းလေအမြဲတမ်းပါဆဲဝယ်ပြီးတော့ပေးပါတယ်။တကယ်ကိုညီမကိုလေးလေးနက်နက်ချစ်တယ်လို့ခံစားရအောင်အထီးသူလည်းညာခဲ့တာပါ။နောက်ပိုင်းသူနဲ့ညီမတွေ့တာနှစ်လလောက်ကြာမှမိဘတွေကလည်းသူ့ကိုယုံကြည်ပြီးအိမ်ဝင်အိမ်ထွက်တွေခွင့်ပြုလာပါတယ်။ပဝင်းကျင်ကအစားသူ့ကိုတိလာမြင်လာနေကြဖြစ်အောင်သူကခဏတိုင်းလာနေကြပါပြဿနာကဒီမှာစတာပါ ညီမကိုသူကသူ့အဖေနဲ့ပေးတွေ့မယ်ဆိုပြီးလူကြီးချင်းဆေးဆက်ထားခြင်းလို့ဆိုပြီးညီမမိဘတွေစီမှာလဲလာပြော လာဝင်ခံပြီးစတလပိုင်း16ရက်နေ့မှာညီမမိဘတွေကိုလည်းခေါ်ပြီးစားတောက်ဆိုင်တဆိုင်မှာသူ့အဖေနဲ့ပေးတွေ့ဖို့ညီမနဲ့ညီမမိဘတွေကနေ့လယ်2နာရီလောက်ခရေကသွားဆောင်နေခဲ့ကြတာပါ အဲ့ဒီမှာသူက သူ့အဖေကမလာသေးလို့စာပို့တာလည်းမလျှောက်သေးလို့လူကြီးလမ်းကြောင်းနဲ့လာမှအရန်လဲနောက်ကျနေလို့ဆိုပြီး သူ့အဖေကိုသွားခေါ်တာပါဆိုပြီးထွက်သွားခဲ့တာပါအဲ့ဒီချိန်ညမအိမ်မှာညမရဲ့ညမလေးပဲကြံခဲ့တာပါအိမ်ရောက်တော့အငယ်မကိုအဖေကပစွန်နေစားပြီးသွေးတိုးလို့ဆေးရုံမှာဆိုပြီးအရေးကြီးတယ်လို့ပြောပြီးအငယ်မရဲ့ဖုန်းကိုပါယူထားပြီးအငယ်မကိုဆေးရုံမှာထားခဲ့ပါတယ်သူကအိမ်တော့ပါယူလာပြီးအိမ်ကိုပြန်ရောက်နေပါပြီ ညီမနဲ့ညီမမိဘတွေလည်းအဲ့ဒီအချိန်မှာစားတောက်ဆိုင်မှာတင်သူ့ကိုစောင့်နေကြတာပါ9နာရီခွဲလောက်ကြာမှအငဲမစီကအဆက်တွေပြန်ရပြီးအိမ်ကိုအမြန်ပြန်သွားခဲ့ကြတာပါအိမ်ကခြံတကားတွေဖွင့်ရတဲ့ညီမမိဘတွေအခန်းထဲကတိန်းထားတဲ့ပတ်စံတွေရယ်စုထားတဲ့ရွှေတွေနဲ့တံပုံးနဲ့ထည့်ပြီးတောက်ခတ်တိန်းထားတာတွေပါတောကဘလို့မှဖြတ်မရလို့ပုံးလိုက်ကြီးမှပြီးရှိသမျှပတ်စံတွေရွှေတွေမှသွားခဲ့တာပါ အိမ်တိမ်လုံးနဲ့ရှုပ်ပွားနေပြီးတံမိုးကြီးပစ္စည်းတွေအကုန်လုံးသူ့လွယ်အိတ်ထဲထည့်ရသလောက်ထည့်သေးသွားပြီးဟမ်မပြက်ထက်သွားတာပါ CCTV မှတ်တမ်းတွေလည်းအကုန်ရှိပါတယ်သူညီမနဲ့အတွဲနေတဲ့အချိန်နှလားအတွင်မာရင်ကိုညီမအတွက် သူ့ပတ်စံ၃နာသိန်း60ကျော်ဘူလောက်ထိတုံးခဲ့တာပါသူလှုပ်သွားတာက လုံးဝကြားဖြတ်နေလိုမျိုးလှုပ်သွားတာပါ အခုလိုမျိုးညီမလိုတခြားမိန်းကလေးတွေလည်းမခံရအောင်သင်ခန်းစာယူနိုင်အောင် ပြောပြရခြင်းဖြစ်ပါတယ်။ စာရှည်သွားရင်တောင်းပန်ပါတယ်ဟုဆိုကကိုရိုင်းကြုံတွေ့ခဲ့သူမိန်းကလေးကပြောပြထားတာပဲဖြစ်ပါတယ်